ခုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ TikTok password ကကျွန်တော်တို့မေ့နေရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ဖောက်ထားတာမဟုတ်လို့ password မတိရပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်ပိုင် password ပြန်ပြီးအစ်စ်ပြန်ချိန်တဲ့နည်းပြန်ယူလို့ရတဲ့နည်းလို့ကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါရဲ့နော်ကျွန်တော်လည်းဒူလိုက်လို့ကြည့်အောင်နော်ဗီဒီယိုအစ်စ်လေးတွေအများတန်းတင်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် like and subscribe လေးတွေလုပ်ပေးဖို့မမေ့တော့ကြပါနဲ့အောင်နော် ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကိုပိုင် TikTok password အစ်စ်သွားချိန်မယ်သွားလုပ်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်အရင်ဦးဆုံး TikTok software တွေကိုအရင်ဆုံးဝင်ရအောင်နော်ပြီးရင်ကျွန်တော်တို့ညပြထားတဲ့ profile ဆွဲကောင်လေးကျွန်တော်တစ်ချက်နှိပ်မယ်နော်ပြန်ကျွန်တော်မြပြရတဲ့အဆက်30လေးကိုတစ်ချက်နှိပ်မယ်နော်

ီနေရာမှာကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ဖောက်ထားတာဆိုရင်ဖုန်းနံပါတ်ကိုကျွန်တော်တို့ကြားလိုက်ကုတ်လေးကိုနေပြီးတော့ကျွန်တော်တို့ကိုထားခြင်းနဲ့ပတ်စပ်လေးကိုကုတ်ချပေးမယ်။အောက်ရရှောက်ထားပြီးတော့ကျွန်တော်တို့ကိုကုတ်ချပေးမယ်။ထားတဲ့ပတ်စပ်လေးတော့မှတ်ထားဖို့လိုတယ်ပေါ့နော်။ဟုတ်အားလုံးမဆင်ပြကြပါစေဗျ။ဟုတ်ကျွန်တော်ဒီလိုဗီဒီယိုလေးတွေအများကြီးတင်ပေးမှာကိုကျွန်တော်အကောင့်လေးကို follow လေးမလုပ်ရတဲ့ရင် follow လေးလုပ်ပြီးအသေးလေးပြီးတော့ကြပါအောင်နော်။